ဝေရနသသမနိသတမောသနန္တနောသံဃာလသံဘောတောသံဘောတောတိပတုတံဘောဘုဒ္ဓမံကလံဗကံဘသပတုခပံဘောအမျိုးတွေအားလုံးမင်္ဂလာပါကျွန်တော်ဒီကမှာတော့မိုင်ပုံးသုံးတော့ရရှိတဲ့နိုင်ငံနဲ့ပတ်သက်ပြီးတော့မိုင်ပုံးဆရာတော်ယူဖလာတာတယောက်ကဝေဖန်တာတဲ့ရုပ်သက်ဖိုင်လေးကိုရရှင်းလို့ပြကြည့်ပါတယ်ဆိုတော့စရရအောင်ပါ ဒါတော့မန္တလေးမှာလို့ထင်တယ်ဗျ။အတနာဝေကိုဘေကုစွာဆောင်ရနိုင်ပါစေ။ Hi ဒီဗီဒီယိုဖိုင်လို့ဘုရားကျွန်တော်တော်တော်လေးကိုခက်ခက်ခဲခဲဆုံးဖြတ်ခဲ့တယ်။ ။ဘာဖြစ်လို့လဲဆိုတော့ဒီ video file risk များတယ်ဗျာ။ကျွန်တော်ဆဲကြမယ်ကောင်းနေရောကျွန်တော်တို့အန်နေရလည်းရှိတယ်။ဟိုဒါပေမဲ့မလုပ်ရင်လည်းဒီအတိုင်းပဲဘာသာရေးကျင်းနေဘူး။အုံနောက်ထဲမှာဖုံးလွန်းသွားမှလည်းကြောက်တယ်။အဲကျွန်တော်ပထမတစ်ခေါက်ပြောခဲ့တဲ့ video file မှာတော့မှအဲကျွန်တော်ကိုအာအဲဗုဒ္ဓဘာသာဆိုပြီးတော့အရင်ချင်းကြံနေတဲ့ပုံပုံတွေပြောခဲ့တာတွေရှိတယ်။ဒါမှကောင်းတဲ့ comment ကတော့များပါတယ်။အဲနောက်ပြန့်နှံ့သွားတာလည်းများတဲ့ခါကျတော့ကျွန်တော်ဒီလိုမျိုး ဟိုဗီဒီယိုဖိုင်မျိုးထပ်မလုပ်တော့ဘူးလို့ကျွန်တော်တွေးလာတာဒါပေမဲ့အခုကမနေနိုင်ဘူးညာအခုမြင်နေရတဲ့ဟာဘုလို့ကျွန်တော်ပြောစင်ပြောထားတဲ့ကျွန်တော်ပြောပါမယ်ဒီတော့ကျွန်တော် risk ညာပါတယ်ဆင်းကျင်တဲ့လူတွေကလည်းကျွန်တော်တခုပဲတောင်းပန်ညာကဖြည်းဖြည်းလေးတန်းစီပြီးဆဲကြပါနော်လိုလလဆဲပါ comment ပေါက်ဖွင့်လာပါတယ် okay ကျွန်တော် စလိုက်အောင်အကျွန်တော်တွေ့ပါတယ်အဲ main ဖုန်းဆရာတော်ကြီးကျွန်တော်တို့မြန်မာနိုင်ငံအခုကျွန်တော်ကျွန်တော်ဒီမြန်မာနိုင်ငံလေဒီရတဲ့ကိုရောက်လာတယ်ရောက်လာပြီးတော့တရားဟောတယ် ဘေးနားမှာဗမာလိုဟောတာကိုဗမာလိုဘာသာပြန်ပြီးမတယောက်လည်းတွေ့ပါတယ်အဲ့ဒီမှာဟောပါတယ်မိုင်3000လောက်ရှည်လေရတဲ့နဂါကြီးနိုးချွာလာတယ်နိုးချွာလာတဲ့အခါကျတော့ဒီလိုမျိုးတွေဖြစ်ပြီးတော့အာအကုဒုကန်ရှိတဲ့လူတွေပျက်စီးကြတာပြောရလိုက်တာဗျာတိတ်ပံတိတ်ပံဒီကြမြင်စေချင်တယ်ဗျာကီလိုမီတာ1000ရရှိတဲ့စကိုင်းပြည့်ပြည့်ကျော်ဆိုတော့ကပတ်စီရင်ဝင်မှာ ဒီကနေပြီးတော့ငလင်လှုပ်တဲ့ကိစ္စဗျာ။တေွားတဲ့လူတွေကပဲမသိရင်အာကုသူများလို့သိွားသလိုမျိုး။ခမရတို့ဗျာ။ဒီလောက်အစစ်မပြေဖြစ်နေတဲ့အချိန်မှာဒီလိုစကားမျိုးတွေဒီလိုတရားမျိုးတွေလဟောလာ။ Okay ရတယ်ဟော။ Okay ။မင်းအဲ့တော့မိုင်းမုံဆရာတော်ကြီးဟောတယ်မင်းကဘာပြောချင်လဲဆိုတော့ကျွန်တော်မှတ်မှတ်ရရကျွန်တော်ပြောပြမယ်။ဟုတ်တယ်ကျွန်တော်လည်းပြောစရာရှိတယ်။ကျွန်တော်မှတ်မိလား2018ခုနှစ်။ဇူလိုင်23ရက်နေ့ ကျွန်တော်တို့ဒီထိုင်းနိုင်ငံမှာဘောလုံးသမားကလေးငယ်လေးတွေ12ယောက်နဲ့နီးပြတစ်ယောက်13ယောက်ဖလိုင်ကူတွေဝင်သွားမိုးတွေယွာရေတွေကြီးပြီးတော့ပြန်ထွက်လို့မရအောင်ဖလိုင်ကူတွေမှာကိုယ့်ရဲ့တတိပိန်မိနေတယ်စူလိုင်လာမှာမှာသူတို့သတင်းရတယ်ရတဲ့ခါကျတော့နိုင်ငံတကာကကေဆေးရေးအဖွဲ့ဝင်နေနဲ့သူတို့ကေဆေးရတယ်ကေဆေးရတဲ့ခါကျတော့ကျွန်တော်ဒီနေ့ထိမှတ်မိသေးပါတယ်ကေဆေးတဲ့လူ2ယောက်အဓိက2ယောက်က navy တွေဒီဟိုနေ့နေမဟုတ်ပဲနဲ့ကျွမ်းကျင်ပညာရှင်2ယောက် လှိုင်ကူတွေထဲမှာရေတွေငုတ်ပြီးတော့သူတို့ရဲ့တချို့သူတို့နှစ်ယောက်ကတချို့ဒီရေငုတ်တဲ့ပစ္စည်းအဆန်းတွေအရစတီးဆောင်လာတဲ့နှစ်ယောက်ပေါ့နော် Rick and John လို့ခေါ်တယ် John and Rick ပေါ့ဗျာနာအဲဟိုစကားပြောလို့ကောင်းအောင်ပြောရင်အဲဂျွန်ကတော့ကျွန်တော်မှတ်မှတ်ရတော့သူဆိုဂျွန်နသန်လမ်တီဘူးအာကျွန်တော်တို့ဂျွန်ဖာလာသန်လမ်တီသူနာမည်လေဗြိတိန်နိုင်ငံသားပါအာဒီရစ်ချတ်စက်တန်နဲ့ဂျွန်နဲ့ပေါ့နော်ဝစ်ကက်ဂျွန်မှတ်လိုက်ပါဗျတူတူတူ သူတို့နှစ်ယောက်ကယ်ဆယ်ခဲ့တယ်ကယ်ဆယ်ခဲ့တာမှသူတို့အဲ့ဒီသူတို့အသက်ရှင်ရရှိနေတဲ့နေရာကိုသူတို့ရအောင်ခက်ခက်ခဲနဲ့သွားခဲ့တယ်ဟိုရောက်တဲ့အခါကျတော့အတူချုပ်ပြောရင်ခလေးငယ်တွေကိုဒီတိုင်းထွက်ရင်ရုံရင်းဆန်ကန်တဲ့ဒီအောက်ဆီဂျင်ပိုက်တွေပြုတ်မှချလို့မိစေပြေးပြီးတော့ဒီလိုအလုံးပိတ်အောက်ဆီဂျင်ထိတာတဲ့အလုံးပိတ်အိတ်တွေနဲ့သူတို့ခက်ခက်ခဲခဲနဲ့လူ73ယောက်ကိုဆွဲထုတ်ခဲ့ရတယ်ဟုတ်ပြီအဲ့ဒါနဲ့ဘာဆိုင်လဲဆိုတော့ကျွန်တော်စပြီအဲ့ဒီအချိန်မှာအဲ့လိုမကက်တင်ခင်အချိန်မှာကျွန်တော်တို့အမှထိုင်းနိုင်ငံကိုမိုင်းပုံးစရာတော့ကြီးကြွာလား ကြွလာပြီးတော့ဒီကလေးတွေအခက်ခဲပြောရင် तू ကပြောပါဒီကလေးတွေအားလုံးအသက်ချမ်းသာရရောက်မှာပါဆိုတဲ့စကားပြောပါအဲ့ဒီအချိန်မှာမှတ်ပါတယ်ကျေးဇူးတင်ပါတယ် तू အမြင်မှန်ရ तू မြင်လည်းမြင်နေရမှာပေါ့နော်ဟုတ်ပြီထားလိုက်ပါအဲ့ဒီအချိန်မှာဟာကျွန်တော်တို့မြန်မာလူမျိုးတွေတော်တော်များများကအေးဒီသွားပြီးကဲစရက်ခက်ခဲကြီးကိုမသိတော့မိုင်မုံဆရာတော်ကြီးပြောမှရအထွက်လာတဲ့ခါလက်အခါကျတော့တွေ့လာမိုင်မုံဆရာတော်ကြီးပြောလို့ မိုင်းပိုးဆရာတို့ကြီးမြစ်တာတွေပို့ပြီးဒီလူတွေအသက်ရှင်ရထွက်လာတကယ်တကယ်ကြတော့အဲ့ဒီမှာစူးစမ်းပြီးခဲ့တဲ့နိုင်ငံတကာကပညာရှင်တွေထိုင်းနိုင်ငံကကုညီကယ်ဆယ်ရေးလုပ်သမားတွေအဓိကကယ်ဆယ်ခဲ့တဲ့ဂျော်နယ်ဗရစ်နဲ့သူတို့ရဲ့စွမ်းဆောင်မှုတွေကစောင့်သုံးကြဖြစ်သွားတယ်ကျွန်တော်ညီမလူမျိုးတွေကြားထဲမှာမိုင်းပိုးဆရာတို့ကြီးမြစ်တာကြောင့်ဒီလူတွေမိုင်းပိုးဆရာတို့ကြီးရဲ့စုတောင်းပေးမှုကြောင့်ဒီလူတွေအသက်ချမ်းသာရတယ်ကျွန်တော်တို့စီမှာဖြစ်နေတဲ့စောက်တလွဲဘာသာရေးခြင်း အခုဖြစ်လာပြီရယူလေးပဲကျွန်တော်ပြောတာအခုကျွန်တော်ဒီငလင်လောက်တယ်အခုအိမ်မေဘဖဲတော်ကြီးကြွားတယ်ကျွန်တော်အမြင်ပြောရရင် sorry ကျွန်တော်စကားဖြတ်ပြောဖြစ်ထိုင်းနိုင်ငံမှာနောက်တစ်ခေါက်ကြွလာတယ်အခုမကြသေးခင်အချိန်ကအုံနောက်တွေငှက်ဖြာပို့ရောက်လို့ထိုင်းမှာလေတရားဟောနေရင်လည်းစင်ပေါ်မှာဆဆွဲဆဆန့်ဖြစ်တာ အဲ့ဒါတွေကိုသူ့ဘောဘကတွေကလည်းမသိရင် net တွေကိုခေါ်ပြီး net တွေပဲအဲဝင်ပူးတလို့လို့ဘာလို့လဲဆွဲထုတ်သွားတာအမမတန်ငတ်ပြရောကအုံတော့တွေရောက်လို့သူ့ကျမ်းမရေးချောက်အဲ့ဒီမှာဆေးရုံတော့တက်ပြီးကုသလိုက်ရသေးတယ်အဲ့ဒီတုန်းကပြောလိုက်တာဟာမသိ net တွေပဲဟိုနေဖြစ်လို့အဲအဲ့ဒီတုန်းကလည်းစကားထွက်ခဲ့ကြတယ်အခုကျမ်းမရေးကောင်းပြီထင်ပါရဲ့သူရောက်လာတယ်ပြောပါဆိုလို့ရှိရင်ယုံသိမ့်တာလည်းယုံပေါ့ဒါပေမဲ့တိတ်ပန်နေကြလဲစမ်းစစ်ဖို့လိုသေးတယ်ဗျဒီစကားမျိုးပြောတယ်โอเคပို့ချောမင်း ဗုဒ္ဓဘာသာအနေနဲ့မိုက်ဖုန်းဆရာတော့ဘလို့မြင်လဲဟုတ်ကဲ့ကျွန်တော်မြင်တဲ့အမြင်ကျွန်တော်ပြောပြမယ်ကျွန်တော်မြင်တဲ့မြင်ရိုးရိုးလေးပဲကျွန်တော်မိုက်ဖုန်းဆရာတော်ကြီးဘလို့မြင်လဲဆိုတော့ကျွန်တော်စုံကုန်ကားတဲ့ကျန်းစာတပင်းတဲ့ဆရာတော်လို့ပဲမြင်တယ်ခမတို့အားလုံးကြည့်ရပါပါကျွန်တော်တို့မြန်မာလူမျိုးတွေအားလုံးကြည့်တယ်ဗျာစုံကုန်လို့ပြောလိုက်အဲ့ဒီဇက်လန်တွေကျွန်တော်အားလုံးကြည့်ရတယ်စုံကုန်ရဲ့ပါကျဲရဲ့ချန်တန်ဆရာတော်ရဲ့အဆိုင်နေလေရင်းနေကအဲအဲ့ဒါရဲ့အဲ့ကျန်းစာတပင်းတဲ့ဆရာတော်အဲ့လိုမြင်တယ် ောက်ဆောင်ရင်းနဲ့လေဒုက္ခောက်ရင်းနဲ့ရှုဖို့တိတိမင်းတကယ်ဘုရားဘာသာလားမဟာယနာလားနောက်တခြားတခြားသောဝိဇ္ဇာဖြစ်ဖို့အတွက်လုံနေကြတဲ့ဟာလားကျွန်တော်တော့ညံမမိပါဘူးဒါပုံမှန်လင်းပြောရင်ဒါပေမဲ့လည်းကျွန်တော်တို့လူမျိုးတွေမှာတော်တော်များများကဒီလိုမျိုးတွေကိုကိုွယ်ကြတယ်ဒီလိုကိုကိုွယ်ကြတဲ့လူတွေတဲ့မှာလည်းကျွန်တော်တို့ဇီယာဟိုစောက်တုံးမကြတဲ့ဒီမအားရလို့လူနိုင်ငံရေးအကြီးအကဲတွေခရိုနီတွေတော်တော်များများကိုကိုွယ်ကြတယ်ဘုံကြီးတို့ ဘာဖြစ်လို့လဲဆိုတော့နေရာရလို့လားနေရာရလားအုံတော့မရှိဘူးပညာမတတ်ဘူးအဲ့ဒီကကျတော့သူတို့တည်တာကအဲ့လိုရရချီတဲ့ပုံကြီးတွေဝိဇ္ဇာဖြစ်တဲ့ပုံကြီးတွေကပိုပြီးစွမ်းတယ်လို့ထင်ကြတယ်အမှုပညာသမားတွေမှာပဲជីជីကျမ်းစာနဲ့ကိုယ့်အကိုဗုဒ္ဓဘာသာအယထေရဝါဒစစ်စစ်ရှောက်လန်းနေတဲ့ပုံကြီးတွေကိုမကိုးွယ်ဘူးထိုးလို့ပဲချမ်းသာတော့မလို့လို့အာဘေးတွင်တွတ်တတ်တဲ့ဆရာတော်တို့ရရချီတတ်တဲ့ဆရာတော်တို့ဆိုအဲ့ဒီနားမှာဝိုင်းနေတာက တခါတဲ့ဒီနိုင်ငံတော့အကြီးကဲအုံနောက်မရှိတဲ့ကောင်းနေခရိုနီတွေပညာတတ်လို့ခရိုနီဖြစ်လာတာမဟုတ်တာတောခုတ်တောင်ခုတ်ဒီစစ်အစိုးရနဲ့ရင်းနေပြီးပြီးတော့ချမ်းသာလာတဲ့အဲ့ဒါတွေအားလုံးကိုသူတို့ကာကွယ်နိုင်တယ်သူတို့ပဲရေရေချီပီးလိုက်အားလုံးပပျောက်သွားအဲ့ဒါမျိုးတွေကိုယ်ဝယ်မှုကပုံများတယ်ကျွန်တော်ပြောတဲ့စကားအမှန်တော့ခမရတီချက်တွေ့ကြည့်ဒီမှာဟိုရင်းဖြစ်တဲ့ဟာတွေဟာအဲ့ဒီလက်စွပ်လေးစွပ်ပီးလိုက်အဲ့ဒီလက်စွပ်ကဘယ်လောက်တကူကြီးဘယ်လိုကြောက်မှုကပါ အဆောင်ပေးလိုက်အဲ့ဒီအဆောင်ကြောင့်သူတို့ကတိုးတက်လာတာကျွန်တော်မြန်မာလူမျိုးတွေရဲ့စောက်တလွဲတကွအဲ့ဒါဗုဒ္ဓဘာသာလို့ခင်ဗျားတို့ပြောကြမှာအဲ့ဒါထေရဝါဒလားโอเคအခုငလင်ဖြစ်တယ်ရိုးရိုးလေးပဲဗျာစကိုင်းပြည့်ပြည့်ကျော်ဆိုတာကီလိုမီတာ1200ရှိတယ်ခင်ဗျားတို့ကြောက်လို့မရှိဂျပန်ကလူမျိုးတွေရဲ့ဂျပန်မှာအရင်ငလင်လောက်တယ်အဲ့တော့ဂျပန်လူမျိုးတွေကငလင်နဲ့ပတ်သက်ကအရင်ကိုစိတ်ဝင်စားပြီးတော့သူတို့ရဲ့နှီးစားရဲ့ပတ်ဝန်းကျင်တွေကိုသူတို့ကငလင်အင်းလေးလာရေးတွေထွက်တယ်မြန်မာနိုင်ငံဆိုအရင်ထွက်ခဲ့ကြတာအများကြီး တိတက်တက်တဲ့ဆရာတွေရှိဒီထဲမှာလက်မှတ်မိပါအများကြီးလက်စူးစမ်းခဲ့ကြတဲ့စခိုင်းဖြည့်ဖြည့်ကျော်ကအကြီးဆုံးကဘာပေါ်မှာနာမည်အကြီးဆုံးလို့လဲပြောလို့ရတဲ့အနေအထားထဲမှာပါတယ်ကဘာဒီငလင်လှုပ်တဲ့ပြက်လွေကျော်တွေထဲမှာနာမည်စင်းတစ်ခုပါတယ်ပြက်ရွေကျော်ပြစခိုင်းဖြည့်ဖြည့်ကျော်ဆိုတာငလင်လုံးရင်အားလုံးထိခိုက်မယ်စခိုင်းအခုကစခိုင်းပြက်ရွေကျော်တက်တဲ့ကိုဖြစ်တဲ့အတွက်ကြောင့်မို့ကျွန်တော်တို့ဒီလိုမျိုးအပြက်စီဆုံးရှုံးများတယ်ကျွန်တော်တို့အခုဖြစ်ပြကြတယ်အဲ့လိုအနေအထားမျိုးဖြစ်တယ်အဲ့တော့ မသိရင်ခင်ဗျားတို့ဒီဘုရားဘာသာကိုပဲစုံလိုက်ရင်ဒီဆရာတော်ကြီးပြောတဲ့တိုင်းဆိုအာကုသူများတဲ့ကောင်တွေကရှောတယ်လို့ဖြစ်ရှောတဲ့လူတွေကလည်းကြည့်ပါဦးမြန်ချမ်းသာတဲ့လူတွေကြီးပဲကဲကျွန်တော်ဒါတတိုက်ပြောတာမကောက်ပါဘူးကျွန်တော်တကယ်ကိုလေးစားပါတယ်နော်ဟိုကျွန်တော်ဟိုဒါဒီလိုမျိုးပြောလို့ကျွန်တော်ဒီလိုပြန်ပြောရခြင်းဖြစ်ပါတယ်ကျွန်တော်တကယ်ကိုစိတ်မကောက်ပါဘူးနော်တေဆုံးသွားတယ်မြည်သူမဆိုပါအဲ့တော့ဗျာကျွန်တော်တို့ဒီဘာသာကြီးကိုကိုးကွယ်နေတာတွေအယုံကြည်လွန်တာတွေကဒါဒီလိုမမမကန်လူတွေအထွတ်ခင်ဗျားတို့တွန်းအားတွေအရင်ဖြစ်နေတယ် ဒီဘုန်းကြီးတချီလာအရင်ချမ်းသာကြွယ်ဝကြတယ်ဒါတွေထိုက်တိုင်ရင်လားခင်ဗျားတို့ကိုယ်ွယ်ဖို့စစ်စစ်ကြာလေးတော့ဗျာစစ်စစ်နဲ့ကြကြလုတ်တင်ပြီးမြန်မာနိုင်ငံမှာလေတကယ်ကိုထေရဝါဒနဲ့အညီတကယ်ကိုချစ်ညံနေတဲ့ရန်အစစ်တွေတန်ကအစစ်တွေအများကြီးပါဒီလူတွေကိုကူးဝေချပါအရင်ချမ်းချမ်းသာသာဖြစ်စီခြင်းလို့ချမ်းချမ်းသာသာဖြစ်ခြင်းလို့အစိုးရပဲလိုက်ပြီးလုံနေတဲ့ဘုန်းကြီးတွေကိုပယ်ပြီးပါအစိုးရပြီးတဲ့ ဘွေတော်မယူဝင်းနဲ့နေနေထိုင်ကြတာဘုန်းကြီးတွေလည်းအများကြီးပဲအဲ့တော့ဗျာရိုးရိုးလေးပဲပြောဘာသာရေးချင်းနဲ့မမိပါစေနဲ့2025ရေးမှာဘာကြောက်ဖြစ်တယ်ဆိုတာကိုညံပွပွနေနေလည်းဆုံးဖြတ်နိုင်ကြပါစေတိတ်ရှက်ဖို့ကောင်းလေဗျာကဘာမှာဒီစကားကြီးဒါနိုင်ငံတကာတိထိုင်းပြီးဟာတာလုံးမဲ့ကိစ္စတွေအဲ့ဒါယူအခုဒီမှာ social media မှာပလူပြန်ပြီးတွေ့နေရတာကျွန်တော်စိတ်မကောင်းအဲ့ဒါကြောင့်မို့ကျွန်တော်ပြောရခြင်းဖြစ်ပါတယ်ကျွန်တော်ဒီလိုပြောတာကျွန်တော်တွေ့ risk ညားတယ်ကျွန်တော်သိတယ် အနေများတယ်ကျွန်တော်ဒီဆဲကြမဲ့လူများဒါမှမတက်နိုင်ဘူးဗျကျွန်တော်မှန်တာကိုမြင်တဲ့တိုင်ပြောတာအဲ့တော့ကွာရခင်ဗျားတို့ဆဲကျင်တဲ့ဆဲလို့ရပါတယ်ကျွန်တော်ကတော့ဗုဒ္ဓဘာသာအစစ်အမှန်ထေရဝါဒဗုဒ္ဓဘာသာစစ်စစ်တွေဖြစ်ချင်ပါတယ်တန်ခါစစ်စစ်တွေကိုမြင်ချင်ပါတယ်ဟုတ်ကဲ့ပါလူစိတ်ဝင်စားတဲ့အကြောင်းအရာလေးတွေဒီနေ့ဒီပုံမှန်တင်ဆက်ပေးမှာဖြစ်လို့ကျွန်တော်ရဲ့ channel လေးကိုလည်းလိုက်ရဲ subscribe နှိပ်ထားနေပါတယ်ခင်ဗျာ